ားလုံးပဲမင်္ဂလာပါကျွန်မဒီနေ့က LG Day Compliment အကြောင်းပြောပြမှာဖြစ်တယ်အဲ့တော့ဒီ Compliment နေရာမှာတွေ့ရတဲ့ pattern ၄ခုအကြောင်းကိုဆွေးနွေးသွားမှာဖြစ်ပါတယ် ဒီ adjective complement လို့ပြောထားတဲ့အတွက်ကြောင့်ဒီ adjective ကိုသူကအဓိပ္ပာယ်ပြည့်စုံအောင်ပံ့ပိုးပေးတဲ့စကားလုံးသို့မဟုတ်စကားစုဖြစ်နိုင်တယ်ပေါ့နော်ဒီစကားလုံးတစ်လုံးနဲ့ဖြစ်နိုင်တယ်လို့စကားစုလည်းဖြစ်နိုင်တယ်အဲ့ဒီအတွက်ကြောင့် adjective ရဲ့အနောက်မှာပဲတွေ့ရမှာဖြစ်တယ်အဲ့တော့ဒီတွေ့ရမဲ့ပုံစံကတော့၄မျိုးရှိတယ် THAT ဒါနဲ့စတာတဲ့ that clocks ပါတဲ့ word ကြောင့်เนาะအဲ့တော့ clocks လို့ပြောလိုက်တဲ့အတွက်ကြောင့် sergeant never ပါတဲ့ word ကြောင့်ပြန်ဖြစ်မယ်သို့မဟုတ်ကျမတို့ to နဲ့ base မှာပေါင်းထားတဲ့ infinitive phrase เนาะရည်ရွယ်ချက်သို့မဟုတ်အကြောင်းပြချက်ကိုပြောချင်တဲ့နေရာမှာသုံးတယ် prepositional phrase ကြတော့ဒီ adjective နဲ့အနောက်မှာပါလာမဲ့ noun သို့မဟုတ် pronoun ရဲ့ relationship စက်သွယ်မှုကို ဖော်ပြပေးတဲ့ရည်ရွယ်ချက်နဲ့သုံးထားတဲ့ prepositional phrase ကိုလည်းတွေးနိုင်သလိုဒီတိကျရေရာသေချာမှုမရှိတဲ့အကြောင်းကို ဖော်ပြဖို့အတွက် wh question 1နဲ့စထားတဲ့ clause တွေကိုလည်းကျွန်တော်တို့တွေးရအောင်ဖြစ်တယ် ဒီ pattern 1ကတော့ adjective နဲ့ that clone နဲ့ရေးတာအဲ့တော့ that clone လို့ပြောတဲ့အတွက်ကြောင့် relative pronoun that ရဲ့သူရဲ့နောက်မှာ subject verb ပါတဲ့ဝေကြပြလာမယ်အဲ့တော့သူ့ကိုတုံးရတဲ့ရည်ရွယ်ချက်ကဒီ reason အကြောင်းပြချက် fact အချက်အလက်သို့မဟုတ်ဒီ situation အခြေအနေအနေအထားတွေကိုဒီ explain ရှင်းပြဖို့အတွက်သုံးချင်းဖြစ်တယ်အဲ့တော့ exam မှာစပြီးတော့ကြည့်မယ် I'm happy that you came မင်းလာခဲ့တဲ့အတွက်ကြောင့်ငါဝမ်းသာရတယ် main verb က be เนาะဒီမှာ be verb ကဒီ am am က main verb အဲ့တော့ happy ဒီကျွန်တော်တို့ဒီငါကဖြစ်တယ်ဘာဖြစ်မှမသိတော့ compliment လိုက်တဲ့အတွက်ကြောင့်ဒီ compliment နေရာကိုဝင်တော့ adjective က happy အဲ့တော့ဒီ happy ဆိုတဲ့ adjective ကိုငါ ပျော်တယ်ဘာကြောင့်ပျော်တယ်ဆိုတဲ့ဒီအကြောင်းပြချက် reason ကိုပေးချင်တဲ့အတွက်ကြောင့်အနောက်မှာဒီ that clock ကိုရေးချင်းဖြစ်တဲ့ relative pronoun that ပါတယ်ပြီးတော့ subject နဲ့ verb ပါတဲ့ clause เนาะအဲ့တော့ main လာခဲ့တဲ့အတွက်ကြောင့်ငါကပျော်ရတယ်ငါပျော်ရတဲ့ရည်ရွယ်ချက်က main ရောက်လာတဲ့အတွက်ကြောင့်ဖြစ်တယ် example 2ကြည့်မယ် she's afraid that she might fail เนาะအဲ့တော့ ဒီဝက်ကြောင့်ကြည့်လိုက်တဲ့အခါမှာလဲကျွန်တော်တို့ဒီ complement နေရာကိုဝင်တဲ့ agitate ဒီ afraid ဖြစ်တဲ့ဒီ afraid ဆိုတဲ့ agitate ကိုပို့ပြီးတော့ ဖြည့်ပေးတဲ့အဓိပ္ပာယ်ပြည့်စုံအောင်ဖြည့်ပေးတဲ့အဖြစ်ပုံက that clock ဒီ that clock မှာ relative pronoun က that subject ကရှိเนาะ might feel နော်ဒါဒီကျမတို့ဒီ speculation ခန့်မှန်းတာဖြစ်တဲ့အတွဲကြောင့်เนาะဒီတိကျသေးချောင်မှုမရှိတဲ့အတွဲကြောင့် might ကိုသုံးထားခြင်းဖြစ်တဲ့အဲ့တော့သူမဒီရှုံသွားနိုင်တယ်အဲ့ဒါကိုသူမက ဒီ afraid ဆိုရင်ကြောင်ကြနေတယ်ပေါ့နော်ဒီဟာကို तू ကဖော်ပြခြင်းဖြစ်တယ် exam 3 we were surprised that he left early အဲ့တော့ तू အစောကြီးထွက်ခွာသွားတဲ့အကြောင်းအရာကငါတို့ကိုဒီ surprise အံ့အားတင်စေတယ်နော်ဒီ third clause ရဲ့ subject ရဲ့ verb ပါတယ် clause ပါမယ် now example for he sure that everything will be fine no အရာအလုံးက will be fine အဆင်ပြေသွားလိမ့်မယ်လို့သူကသေချာနေတယ် no the sure သေချာတယ်ဆိုတော့ attitude ကိုဘာကြောင့်သေချာတယ်လဲဆိုတော့အနောက်မှာ compliment အဖြစ်နဲ့ဒီ relative pronoun that ရဲ့ everything ကစာချက် wellbefy ကကျမတို့ဒီ fast phrase လို့ခေါ်တယ်ပေါ့နော်ဒါနဲ့လာပြီးတော့ဖြည့်ထားခြင်းဖြစ်တယ် example 5 i'm glad that you understand မမင်းနားလည်းသဘောပေါက်တဲ့အတွက်ကြောင့်ငါဝမ်းသာရပါတယ်ဒီမှာဆိုရင်ဒီ main verb က am နော် be verb ဖြစ်တယ် complement နေရာဝင်တဲ့ adjective က glad အဲ့ဒီ adjective ကိုလာပြီးဖြည့်ပေးတဲ့အဖြစ်ပုံအဖြစ်နဲ့က relative pronoun that ရဲ့ subject က you understand ကကျမတို့ဒီ main verb ပေါ့နော်ဒီအရှေ့က subject ရဲ့ main verb ကတော့ under တဲ့အဲ့တော့ဒါက dark clock အဲ့တော့ဒီ accident နဲ့ dark clock နဲ့ပေါင်းမယ်ဆိုရင်ကျွန်တော်တို့အကြောင်းပြချက်သို့မဟုတ်ဒီအခြေအနေနော် reason ရဲ့ဒီအချက်အလက်အခြေအနေတွေကိုရှင်းပြလို့တဲ့ရည်ရွယ်ချက်နဲ့ပုံချင်းဖြစ်တယ်အဲ့တော့ဒါတွေကကျွန်တော်တို့ရဲ့ဒီ emotion စိတ်ပိုင်းဆိုင်ရာပေါ့နော်ဒီ face ခံကစိတ်ခံစားချက်ဒီ opinion ထင်မြင်ယူဆချက်ဒီအကြောင်းတွေကိုကျွန်တော်တို့ကိုဖော်ပြနေခြင်းဖြစ်တယ် နော် pattern 2အနေနဲ့ကတော့ဒီ edge 2ရဲ့နောက်မှာ2နဲ့ base bar နော် bar 0လိုက်တယ်အဲ့တော့ two bra base bar လိုက်တဲ့ဒီ phrase ကိုကျွန်တော်တို့ infinitive phrase လို့ခေါ်တယ်နော်အဲ့ဒီ2ရဲ့နောက်မှာဒီ ses မပေါင်းနဲ့ bar 0လိုက်မှာဖြစ်တယ်အဲ့တော့ two နဲ့ဒီ base bar ကိုပေါင်းပြီးဆိုတာနဲ့ကျွန်တော်တို့အကြောင်းပြချက် reason or purpose အဲ့လိုမျိုးရည်ရွယ်ချက်နဲ့၃လေးရှိတယ်အဲ့တော့ဒီမှာပေးထားတယ် to show the purpose feelings or reaction နော်ဒီ reaction တို့ feeling တို့ purpose ရည် ရွယ်ချက်တွေကိုပြောင်းဖို့အတွက် ဒီ AGD ရဲ့အနောက်မှာဒီ infinitive phrase ကိုတုံးခြင်းဖြစ်တဲ့ exam မှာစားကြည့်မယ် I'm happy to see you မင်းကိုတွေ့ရတဲ့အတွက်ကြောင့်ငါကပျော်ရွှင်ရပါတယ် to see you ဒါဒီရည်ရွယ်ချက်ကျွန်တော်တို့ feeling reaction ပေါ့နော် exam မှာ to she was surprised to hear the news အဲ့တဲ့င်းကိုကြားရတဲ့အတွက်ကြောင့်သူမကဒီသူမကိုအံ့အားသင်စေတယ်စားကြက်ရဲ့ feeling ဖြစ်တဲ့အတွက်ကြောင့် ili ပေါင်းထားတဲ့ AGD ကိုတုံးခြင်းဖြစ်ပါတယ် he's ready to start အဲ့တော့သူစတင်ဖို့တက် ready ဖြစ်နေပြီဒီ edge ready ဒီ complement နေရာဝင်တဲ့ edge အနောက်မှာမှာ2နဲ့ဒီ base mark ပေါင်းထားတဲ့ infinite phrase เนาะဒီ2 star 2နဲ့ var 0နဲ့ပေါင်းမယ်ဆိုရင်ကျွန်တော်တို့ဘာသာပြန်တဲ့အခါမှာနှစ်ခုရှိတယ်ချင်းသူမဟုတ်ဖို့ရံအခုကဒီ purpose ရည်ရွယ်ချက်ကို ပြောတာဖြစ်တဲ့အတွက်ကြောင့်ဖို့ရံเนาะစတင်ဖို့ရံအတွက်သူ ready ဖြစ်နေပြီ is difficult to understand ဒီနားလည်ဖို့ရံတဲ့အဲ့ဒါက difficult ခက်ခဲတဲ့เนาะအဲ့ဒါကနားလည်ရခက်တဲ့ဒါမျိုးဆိုရင်ဒီ adjective ရဲ့အနောက်မှာ to နဲ့ base ပါလိုက်ထားတဲ့ infinitive phrase ကိုတွေ့ရမှာဖြစ်တယ် infinitive phrase လို့ပြောရတဲ့ကြောင့်ကျွန်တော်တို့ဒီမှာ to ဝတစ်လုံး va base ပါကတစ်လုံးနှစ်လုံးဖြစ်တဲ့အဲ့ဒါကြောင့် phrase လို့ခေါ်တာပေါ့เนาะ now example 5 they were eager to help တော့ကုညီဖို့ရန်အတွက်သူတို့က eager စိတ်အားထက်သန်ကြတယ်တဲ့တော့ eager ဒီကျွန်တော်တို့ complement နေရာဝင်တော့ adjective ဒီ adjective ရဲ့အဓိပ္ပာယ်ကိုပို့ပြီးတော့ meaningful ဖြစ်အောင်လုပ်ပေးတဲ့ဒီ infinitive phrase က to နဲ့ verb 0 aglp help ကုညီဖို့ရန်အတွက်သူတို့ကစိတ်အားထက်သန်သည်เนาะဒီ infinitive phrase ဒီ adjective ရဲ့ idea ကို complete ဖြည့်စေဖို့အတွက်သုံးခြင်းဖြစ်ပါတယ် ဒီ pattern 3ကတော့ agitate ရဲ့အနောက်မှာကျွန်တော်တို့ preposition နဲ့စထားတဲ့ phrase ပေါ့နော်မနေ့ကလည်းဒီ agitate နဲ့ preposition အခမ်းမှာကျွန်မပြောသွားတယ်ဒီ preposition ကိုသုံးရတဲ့ရည်ရွယ်ချက်က relationship ဆက်သွယ်မှုကိုဖော်ပြပေးတာဘသူနဲ့ဘသူနဲ့ဆက်သွယ်မှုလဲဆိုတော့ဒီ LGD ရဲ့ဒီ LGD ကအထူးပြုထားပေးတဲ့နောင်ရဲ့နောင်မဖြစ်ဖြစ် pronoun မဖြစ်ဖြစ်ပေါ့နော်အဲ့တော့ noun pronoun နဲ့ LGD ရဲ့ဂျာကဆက်သွယ်မှု relationship ကိုဖော်ပြဖို့အတွက်ဒီ preposition ကိုသုံးတယ်အဲ့တော့ relationship သူမို့ focus နော်ဒီအာယုံစူးဆိုင်မှုကိုပြောခြင်းဖြစ်တဲ့ exam မှာစကြည့်မယ်အဲ့တော့ she is afraid of spider သူမပင်ကူးကိုကြောက်တယ်အဲ့တော့ afraid ဆိုတဲ့ LGD ရဲ့ spider ာဆိုတဲ့ noun ရဲ့ဒီနှစ်ခုကြားမှာရှိတဲ့ relationship က of afraid of spider ဒီမှာ pingu ကို ကြောက်တယ်เนาะဒီ compliment အနေနဲ့ကျမတို့တွေ့ရမှာဖြစ်တယ် example 2 he's interested in science သူကသိပ္ပံဘာသာရမှာ စိတ်ဝင်စားတယ် interested ဖြစ်တယ်ဘာမှလဲ science ဆိုတဲ့ဒီသိပ္ပံဘာသာရမှာစိတ်ဝင်စားတာ I angry with you เนาะမင်းကိုငါကစိတ်ဆိုးနေတာအဲ့ angry ဒီအနောက်မှာရှိတဲ့ pronoun you နဲ့ဒီဆက်သွယ်မှုကို with ဆိုတဲ့ preposition နဲ့သုံးပြထားတယ် we proud of our team เนาะဒီငါတို့အသင်းဖွဲ့တွင်ငါတို့ကဂုဏ်ယူရတယ် proud of speak က proud the adjective အနောက်မှာ our team ကကျမတို့ noun phrase เนาะဒီ team ဆိုတဲ့အရာဒီ head word က noun အရှိမ our ဒီကျမတို့ပေါ့နော် possessive ပိုင်ဆိုင်မှုကိုဖော်ပြပေးတယ် our team ဒီ our team နဲ့ edit plot နဲ့ကြောင်းမှာရှိတဲ့ relationship က off they are good at english no good at bad at no မနေ့ကလည်းပြောထားတာရှိတယ် brilliant at terrible at အဲ့တော့အင်္ဂလိပ်စာမှာသူတို့ကကောင်းတယ်အင်္ဂလိပ်စာကောင်းရတယ်เนาะ good ဆိုတဲ့ adjective ရဲ့ဒီ english ဆိုတဲ့ဒီ noun ရဲ့နှစ်ခုကြားမှာရှိတဲ့ relationship ကို ats နဲ့ဖော်ပြပြီးတော့သုံးထားတယ်အဲ့တော့ဒီ proposition propositional phrase ကိုသုံးရတဲ့ရည်ရချက်က relationship ကိုဖော်ပြဖို့အတွက်ဖြစ်ပါတယ် ဒီနောက်ဆုံးပက်တန်ဖြစ်တဲ့၄ခုမြောက်ပက်တန်ကတော့ဒီ LGD နဲ့ WH question word ရဲ့ clause ရဲ့ပေါင်းပြီးတော့ရေးတာအဲ့တော့ WH question word ကို သုံးတဲ့အတွက်ကြောင့်ကျမတို့ဒီ relative pronoun ရော relative adverb တွေရောအကုန်လုံးကိုဒီမှာတွေ့ရမှာဖြစ်တယ်เนาะဒီ who တို့ what တို့ where တို့ when တို့ how တို့အကုန်လုံးပါမယ်အဲ့တော့ဒီ LGD လာမယ်ပြီးတော့အနောက်မှာ related ဒီ wh question ဝလာမယ် wh question ဝလို့ပြောလိုက်တဲ့အတွက်ကြောင့် related pronoun ရော related adverb ရောပါမယ်သူရနောက်မှာ clause လို့ပြောထားတဲ့အတွက်ကြောင့် sergeant နဲ့ verb ပါမယ်အဲ့တော့ဒီ pattern ကိုသုံးရတဲ့ရည်ရွယ်ချက်က uncertainty ေချာမှုမရှိခြင်းကိုပြဖို့အတွက်သို့မဟုတ်ဒီ knowledge ကသိတဲ့ဟိုပါဘောနော်သိထားတတ်ထားတဲ့အရာတွေကို ပြဖို့ဒီ emotion စိတ်ပိုင်းဆိုင်ရာခံစားချက်တွေကိုပြဖို့အတွက်သုံးတယ်เนาะ exam မှာစာကြည့်မယ် I'm not sure what to do ဘာလုပ်ရမလဲဆိုတာကိုငါကမသိဘူးအဲ့တော့ဒီဝက်ကြောင့်မှာကျွန်မကြုံလို့တခါတည်းပြောလိုက်မယ်เนาะဒီ WHT WHT word ရဲ့အနောက်မှာလေး subject နဲ့ကျွန်တော်တို့ဒီ model auxiliary verb ကိုမြှုပ်ထားတယ်အဲ့ဒီ pattern ကိုကျွန်တော်တို့ advantage question လို့ခေါ်တယ် အဲ့တော့ပုံမှန်အားဖြင့်ဆိုရင်ဒီနောက်မှာကျမတို့ဒီ implied စကြက်เนาะ implied စကြက်ဆိုတာနှစ်ခုပဲရှိတယ်เนาะ i ရဲ့ u ရဲ့နှလုံးမဲ့ရှိတယ်အဲ့ဒီနောက်အဲ့ဒီဟာနဲ့ကျမတို့ could to should to နဲ့ပေါင်းပြီးတော့ရေးတယ်အဲ့တော့ဆိုရင်ဒါကို food sentence အနေနဲ့ဆိုဘလို့ရေးလဲဆိုတော့ i'm not sure what i should do ဒါမဟုတ် i'm not sure what i could do ဒီ to ကတော့ပြုတ်သွားမှာဖြစ်တယ်เนาะတော့ what to do ဘာလုပ်ရမလဲဆိုတာကိုငါကမသေးချာနေဘူးလို့ပြောခြင်းဖြစ်တယ်အဲ့တော့ what to do ဆိုတဲ့အရာဒီ wh question ွန်ဘွားဒီ WHO WHOD ဟိုကနဲ့စတာတယ် close လို့လည်းပြောသေးတယ်စာချက်တို့ဘာတို့လည်းမတွေ့ဘလားလို့မေးလာနိုင်တဲ့အတွက်ကြောင့်ကြိုပြီးရှင်းလိုက်တာပေါ့နော်ဒါဒီ amended question ဖြစ်တဲ့ဒီနေရာမှာ implying စာချက်နဲ့ model auxiliary verb ကိုမြုပ်ပြီးတော့ရေးထားခြင်းဖြစ်တဲ့နောက်တစ်ကြောင်ဆက်ကြည့်မယ် she's curious on it work เนาะအဲ့ဒါဘယ်လိုအလုပ်လုပ်တယ်လဲဆိုတာကိုသူမက curious သီးလို့စိတ်ပြင်းပြတာ uh edited ကခ curious ဖြစ်တယ်အနောက်မှာ how it work how က wh question ဝါထဲမှာပါတယ်ဒီ manner အပြုအမူကိုပြောချင်တဲ့နေရာမှာသုံးတယ် anti it ကစားချက်ဒါကြောင့်မလို့ main verb ဖြစ်တဲ့ work မှာကျွန်တော်တို့ conjugate လုပ်ပြီးတော့ s ပေါင်းထားခြင်းဖြစ်တယ် now exam မှာ he certain who did it အဲ့တော့ဘယ်သူလုပ်ခဲ့တယ်ဆိုတာကိုသူကသေသေးချာချာကိုသိနေတယ်ပေါ့နော် relative pronoun က who ဒီ who ကိုသုံးလိုက်တဲ့အတွက်ကြောင့်သေချာစာချက်ထပ်ပေးစရာမလိုတော့ဘူးနော်ဒီမှာဆိုရင် int it တို့ကျွန်တော်တို့တွေ့ရမှာပေါ့နော်ထို့အတူပဲဒီမှာဆိုရင်လည်း we are happy a uh, word we are နော်ရောက်နေတဲ့နေရာမှာငါတို့ကပျော်နေကြတယ် w h e r e where ဒီကျွန်တော်တို့ relative adverb အုပ်စုထဲမှာပါပါတယ်အဲ့တော့ဒီ we ကစာချက် main bar ကအာအဲဆိုတော့ဟိုးနဲ့မတူတာကဒီပြင် ူကလွင်ကြံတဲ့အရာတွေဆိုရင်တော့ကျွန်တော်တို့စားချက်တွေပြန်ပြီးတော့ထပ်ပေးရတယ်ဟူးဆိုရင်တော့သူကိုယ်တိုင်ကစားချက်အဖြစ်လုံးဆောင်ပေးတဲ့အတွက်ကြောင့်တီချာစားချက်ထပ်ထပ်ပေးစရာမလိုတော့ဘူးနော်နောက် exam မှာစကြည့်မယ် I'm unsure whether he come အဲ့တော့ तू လာမလားမလာမလားဆိုတာကိုငါကမသေးချာနေဘူးအဲ့တော့ဒီ that do where do နော်ဒီဓာတ်တွေကဒီ noun clause အခန်းမှာဟိုပြန်ပြီးတော့ကြည့်လို့ရရပေါ့နော်ကျွန်တော်ဒီ adjective clause တို့ adverb clause တို့ noun clause တို့အကုန်လုံးကို playlist တွေ နဲ့လှုပ်ထားပြီးသားဖြစ်ပါတယ်အဲ့တော့ဒီဝဲသားဆိုတဲ့စကလုံးကိုသုံးတဲ့အခါမှာ or not ကထက်ပြီးလဲရသလိုတပေါင်းနဲ့ရေးလဲရတယ်မထက်ပဲရေးလဲရတယ်အဲ့တော့ဒါကိုအပြည့်စုံပြောမယ်ဆိုရင် I'm I'm sure ငါမသေးချဘူး whether he will come or not သို့ဒီမဟုတ် I'm I'm sure whether or not he will come အဲ့လိုမျိုးရေးလဲဖြစ်တယ်เนาะအဲ့တော့ကျမတို့ adjective ရဲ့ complement အဖြစ်နဲ့တွေ့ရမယ် pattern လေးခုကိုပြောပြီးပြီဆိုတော့ဒီကျွန်တော်တို့ exam မှာပဲလှက်မယ်ပေါ့เนาะ exercise ပဲတော့ရအောင် အဲ့တော့ exercise ကိုကျွန်မ advanced level challenge တွေနဲ့စမယ်ပေါ့နော်အရှိမက simple challenge လေးတွေတုံးထားပြီးသားဆိုတော့ example 1စကြည့်မယ် we are delighted that our proposal was finally approved နော်ငါတို့ရဲ့ဒီ proposal အဆိုပြုလွှာကိုနောက်ဆုံးမှာတော့ဒီ approve လုပ်လိုက်ပြီ but to be နဲ့ battery တုံးထားတဲ့ကြောင့်ဒါဒီ object နေရာကိုဝင်တဲ့ noun phrase နော်ဒါဒီ object မူလို့ကိုနဲ့ဘာသာပြန်ခြင်းဖြစ်ပါတယ်ငါတို့ရဲ့ proposal ကိုနောက်ဆုံးမှာတော့ approve ပေးလိုက်ပြီအဲ့ဒီအတွက်ကြောင့် ဝမ်းသာရတယ် delighted ဒီ happy ဖြစ်ပါတယ်အဲ့မဲ့ happy က great တွေပဲဖြစ်ပြီးတော့ delighted က non great တွေပဲ edgy တွေဖြစ်တယ်ဒီ edgy တွေဆိုတဲ့ဒီဒီ delighted ကိုလာပြီးတော့ meaningful ဖြစ်ဖို့အတွက် dark cloud ကိုဒီနေရာမှာတုံထားခြင်းဖြစ်တယ်နော်တော့ဒီကြောင့်ဆက်ကြည့်မယ် she concerned that the data might have been manipulated manipulative ဆိုတာကကြိုးကင်ချင်လဲတာအဲ့မှာဆိုရင်ဒီမှာပေါ့နော်ဒီ my had been mothery နဲ့သုံးထားတယ် passive vibe ဖြစ်တဲ့အတွက်ကြောင့်ဒီမှာ been ပါလာခြင်းဖြစ်တယ်အဲ့ဆိုရင်တော့ data အချမ်းအလက် goal လို့ကျမတို့မာတာပြန်ရမှာပေါ့နော်အဲ့တော့ဒီမှာ sure had mothery တို့ဒီ could had mothery တို့เนาะဒါဒီဒီ model auxiliary နဲ့ဒီဟာကိုကျမသီးသန့် သင်ခန်းစာအနေနဲ့သွားမယ်เนาะဒါကတော့ဒီဒီမှာတွေ့ရတဲ့အတိုင်းပဲဘာသာပြန်လိုက်မယ်အဲ့တော့အချက်အလက်တွေကို my head be manipulated ကြိုးကင်ချဲလဲမယ်เนาะအဲ့လိုမျိုးကြိုးကင်ချဲလဲခံရမှာကိုသူမက concern ဖြစ်နေတယ်စိုးရိမ်ပူပန်နေတယ်သူမစိုးရိမ်ပူပန်ရတဲ့အကြောင်းရင်းကဒီအနောက်မှာရှိတဲ့ဒီ reason ဒီ situation သမို့ fact အချက်အလက်เนาะဒီ dark cloud ကိုတုံရတဲ့ရည်ချက်က reason situation fact အတွက်တုံခြင်းဖြစ်တယ် Example three, the manager was aware that the project required additional funding. အဲ့တော့ထပ်ဆောင်ပြီးတော့နော်ငွေကြေးတွေ require လိုအပ်နေတယ်ဆိုတာကို manager က aware aware ဆိုတာက understand နားလည်သဘောပေါက်တယ်။ manager ဘာကိုနားလည်သဘောပေါက်လဲဒီ project ဒီလုပ်ငန်းစဉ်က additional funding လိုအပ်နေတယ်ဆိုတာကို manager ကသဘောပေါက်ခဲ့တယ်။ example for i'm confident that this approach will yield better result အတော့ကဒီချင်းကမှုနော် this approach ဒီချင်းကမှုက will yield ရည်စွာကထုတ်ပေးတာနော်အဲ့တော့ better result ပိုကောင်းတဲ့ရလဒ်တွေထုတ်ပေးမယ်ဆိုတော့ကိုငါကဒီ confident ဖြစ်နေတယ်ယုံကြည်မှုရှိနေတယ်ဒီယုံကြည်မှုရှိနေတယ်ဆိုတော့ edge day ရဲ့နောက်မှလိုက်လာတဲ့ that clock နော်ဒီ that clock ကကျွန်တော်တို့ဒီ reason situation fat အတွက်သုံးခြင်းဖြစ်တယ်။ Example 5 They were disappointed that no one attended the meeting. အဲ့ဒါစီဝေးကိုဘယ်တယောက်မှဒီ attended တက်ရောက်ခြင်းမရှိခဲ့ခြင်းကသူတို့ကို disappointed စိတ်ပြက်အာရုံစေတယ်နော် disappointed ဖြစ်ရတဲ့အကြောင်းရင်းက meeting လာမတက်ကြတဲ့အတွက်ကြောင့်ဖြစ်တယ်။ Example 6 she was astonished to discover the truth after so many years အနှစ်ပေါင်းများစွာကြာပြီးတဲ့အခါမှာဒါဒီ ever phrase of time uh, the truth အမှန်တရားကို to to discover เนาะဒီ to ရဲ့ base word နဲ့သုံးထားတဲ့ infinitive phrase ဒါဒီကျွန်တော်တို့ purpose ရည်ရွယ်ချက်ကိုသုံးဖို့အတွက်သုံးခြင်းဖြစ်ပါတယ်အဲ့တော့နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာအမှန်တရားကိုရှာဖို့တွေ့ရှိဖို့ဆိုတာကသူမကိုဒီ astonished ဖြစ်စေတဲ့ astronomy ဆိုတာကဒီဒီ unorder ပေါ့နော် amazing ဖြစ်တာပဲသူဒီလည်းပဲ non grade တွေပဲ edit ဖြစ်တယ် edit ရဲ့နောက်မှာ infinitive phrase ကိုသုံးပြီးတော့ကြီးရွယ်ချက်เนาะဒီ purpose ကိုပြောခြင်းဖြစ်တယ် example 7 uh, he is reluctant to share his personal experience in public ဒီအများပြည်သူရဲ့ရှေ့မှာသူရဲ့ဒီပုဂ္ဂလိကเนาะဒီပုပ္ပကိုရေ experience အတွေ့အကြုံကို share မျှဝေပေးဖို့ဆိုတာက relentant ဖြစ်တယ်ဆိုတာကဒီဒီတုံ့ဆုံတာစိတ်မပါတာဒါမျိုးပြောခြင်းဖြစ်တယ် edgy တွေက relentant သူရဲ့နောက်မှာကဒီ infinitive phrase က to နဲ့ share နဲ့ပေါင်းပြီးရေးထားတာအဲ့ဒီမှာအဲ့ဒီမှာ the student were eager to participate in the international computation တော့ဒီနိုင်ငံတကာပေါ့နော်ဒီရှင်ပြိုင်မှုမှာ to participate ပူးပေါင်းပါဝင်ဖို့အတွက်ဒီចောင်းသားတွေကဝါဖြစ်နေကြတဲ့ဤကအယံကိုမှစိတ်အားထက်သန်နေတယ် is a one of a nine is unusual to find such honesty in politics ဒီနိုင်ငံရင်းဆိုတဲ့ level မှာပေါ့နော်ဒီ honesty ယူသားမှုအဲ့ဒီယူသားမှုအဲ့လောက်ယူသားမှုကိုရှာတွေ့ဖို့ဆိုတာက unusual ပုံမှန်တော့မဟုတ်နေဘူးဖြစ်လေဖြစ်တာမဟုတ်ဘူးအဲ့လိုမျိုးယူသားမှုဆိုတာကနော်ဒါမျိုးပြောချင်းဖြစ်ပါတယ် unusual the adjective ဒီ adjective ကို complete ဖြစ်စေတဲ့ဒီ phrase က to နဲ့ ba zero ပေါင်းထားတဲ့ infinitive phrase to find is a matter we were thrilled to hear that you got the scholarship ပညာသင်စုကိုမြင်းရသွားရဆိုတဲ့အကြောင်းကြားရတဲ့အတွက်ကြောင့်ငါတို့ကိုဝမ်းသာစေတယ်နော် thrill ရာကလည်းဒီပျော်ရွှင်တာပဲသူတည်လဲပဲကျွန်တော်တို့ non grade တွေပဲ adjective နော် ဒါ happy နဲ့ဟိုကသွားပြီးတော့ဆင်းတယ်အဲ့တော့ဒီ delighted က one မြောက် one သားဖြစ်တာเนาะဒါကတော့ဒီပျော်ရှင်တာဥမျိုးတာဒါမျိုးပျော်ခြင်းဖြစ်တယ်အဲ့တော့ဒီ agitated က three ဖြစ်ပြီးတော့နောက်မှဒီ infinitive phrase က to here ကြားသည်ဆိုတဲ့ဘာဒီကျမတို့ဟိုကပေါ့เนาะဒီ action ဘာတို့ဒီ activity ဘာတို့အခါမှာကျမပြောထားပြီးသားเนาะ sam ဘာအုပ်စုထဲမှာပါတယ်အဲ့တော့ကျမတို့ now exam မှာဆက်ခုထပ်ပြီးတော့ကြည့်မယ် exam မှာ11 she's a constant to walking long hours without rest เนาะအနာယူခြင်းမရှိဘဲနဲ့ long hours နာယူပေါင်းများစွာเนาะအလုပ်လုပ်ခြင်းကိုသူမကဒီ a constant to ဖြစ်တယ်ဆိုတာက used to ဖြစ်တာကိုပြောခြင်းဖြစ်တယ်ဒီမှာလေအတန်ထွက်က hours เนาะ hours on track ပြီးမှန်းเนาะ hour လို့မထွက်ဘူးဒီ h c o နဲ့ကန်နေတဲ့အတွက်ကြောင့် silent ဖြစ်တယ် hours အတန်ထွက်ပြီးမှန်း အဲ့တော့ဒီမှာကျွန်တော်တို့ဒီ a constant true ဆိုတာက adjective သူရနောက်မှာ preposition to ကိုတွေ့ရတယ်အဲ့တော့ဒီ preposition နဲ့စထားတယ်ဒီ preposition စလိုက်တဲ့အတွက်ကြောင့်ဒီ adjective နဲ့အနောက်မှာရှိတဲ့ noun နဲ့ကို relationship ကိုဖော်ပြဖို့အတွက်သုံးတယ်အဲ့တော့ဒီအနားယူခြင်းမရှိဘဲနဲ့နိုင်ရီပေါင်းများစွာအလတ်လုပ်ခြင်းကသူမနဲ့ဒီ familiar ဖြစ်နေပြီးသားယဉ်နီးကျွမ်းဝင်နေပြီးသားလို့ပြောခြင်းဖြစ်တယ် example တွေ့ကြည့်မယ်။ The director is responsible for maintaining workplace safety. ဒီအလုပ်ငန်းခွင်မှာပေါ့နော် safety ဖြစ်မှုကိုဒီ maintain ထိန်းသိမ်းထားဖို့ကဒီ director နော်ဒီဦးဆောင်ညွှန်ကြားသူရဲ့ညွန်ကြားသူရဲ့ဒီ responsible တာဝန်ရှိတယ်အဲ့တော့ responsible for maintaining ဒီ for ဆိုတဲ့ preposition က responsible ဆိုတဲ့ adjective နဲ့ maintaining ဆိုတဲ့ noun နဲ့ဂျာမန်ရှိတယ် relationship ကိုဖော်ပြခြင်းဖြစ်တယ် examiner တခြင်းအဲ့ဒါ he is famous for his groundbreaking research in neuroscience neuroscience ဆိုတာကတော့ဒီဒီအုံနောက်ရဲ့နော်ဒီ brain ရဲ့ဒီအလုံးလုံးမှုကိုဒီလေ့လာတဲ့ဘာသာရပ်ပေါ့နော်အဲ့တော့ဒီ neuroscience နဲ့ပတ်သက်ပြီးတော့ groundbreaking research တာကဒီအသစ်ထွေးတင်လိုက်တဲ့ဒီသုတေသနပေါ့နော်ဒါမှသူဒီ famous ကြော်ကြားတယ်ပေါ့နော်ဒါ famous for เนาะ famous ဆိုရင် preposition for နဲ့တွဲမယ်အဲ့တော့ for ဆိုတဲ့ preposition က famous ဆိုတဲ့ adjective နဲ့ his groundbreaking research ဆိုတဲ့ဒီ noun phrase ဒီเนาะဒါနဲ့တွဲပြီးတော့ sentiment မှုကိုဖော်ပြပေးတယ် example for jim jim they interested in exploring renewable energy solution တော့ဒီပြည့်ဖြူရဲ့ swine in ပေါ့နော် renewable swine in ဒီ energy ရဲ့ solution ဖြည့်ရှင်းချက်ကို exploring ရှောက်ပြီးစူးစမ်းမှုမှာသူတို့ကစိတ်ဝင်စားတယ် interesting ဆိုတဲ့ဒီ adjective ကိုသုံးထားတဲ့ကြောင့်ကျွန်တော်တို့ proposition in လိုက်လာတယ် noun ကတော့ exploring တော့ဒီ interesting ဆိုတဲ့ adjective နဲ့ exploring ဆိုတဲ့ဒီ noun နဲ့ကြောင်းမှရှိတဲ့ relationship ကို ဖော်ပြပေးတယ်ပရပိုဇေးရှင်းက in အဲ့ဒါမှဖြင်းချင်းမယ် we grateful for your continued support and guidance မင်းရဲ့เนาะဒီ continue အဆက်မပြတ်ထောက်ပံ့ဒီလမ်းညွှန်မှုပေါ့เนาะ support ပေးတဲ့ဒီ guidance ပေးတဲ့လမ်းညွှန်မှုပေးတဲ့ထောက်ပံ့ပေးတဲ့ဆိုတဲ့အရာတွေအတွက်ငါတို့က grateful ဖြစ်တယ်ကျေးဇူးတင်ရပါတယ်เนาะ you are continue support and guidance တဲ့လုံးဒီကျွန်တော်တို့ noun phrase ဖြစ်တယ်ဒီဆက်သွယ်ပေးတဲ့ proposition က for adjective က grateful နော် exam assisting site ကြည့်မယ် I'm uncertain whether the policy will be affected in the long term or in the long term လည်းရေးလို့ in the long run လို့လည်းရေးတယ်ရေးရှယ်မှာနော်ဒီ policy ဒီမူဝါဒက affected ထိရောက်မှုရှိတယ်မရှိဘူးဆိုတာကဒီသေချာမှုမရှိဘူးလို့ပြောခြင်းဖြစ်တယ်ငါမသေချာနေဘူးပေါ့ဒီဒီမူဝါဒက affected ထိရောက်မှုရှိတယ်မရှိဘူးဆိုတာငါလည်းမသေးချာနေဘူးအဲ့တော့ whether တို့ wh question ဝါတွေသုံးလာပြီဆိုရင်ဒီသေချာမှုမရှိခြင်းအဲ့ဒါကို ဖော်ပြပေးတယ်ဗောနော် example 17ကြည့်မယ် she was unsure how to approach the sensitive topic เนาะဒီထိလက်ရှာလွယ်တဲ့ဒီဒီလိုခေါင်းစဉ်မျိုးကို approach ဘယ်လိုချင်းကပ်ရမလဲဆိုတာကိုသူမလည်း unsure မသေးချာနေဘူးဗောနော်ဒီမှာဆိုရင် how ဆိုတဲ့ wh question ဝါရဲ့ to နဲ့ base မှာတုံးထားတယ်ခုနကပြောထားနော်ဒီကြားမှာကျွန်မတို့ surgeon နဲ့ model auxiliary valve ကိုမြုပ်ထားတယ်အပြစ်အဆုံဆိုရင် she was unsure how she could approach the sensitive topic တာမျိုးဖြစ်တာနော် could လည်းတုံးလို့ရတယ်လို့ should လည်းတုံးလို့ရတယ်နော် example အင်ဂျင်ဆက်ကြည့်မယ် he's curious why the experiment failed despite the careful planning နော် careful planning ဂယုဒီဇိုင်းနဲ့တော့ planning အစီအစဉ်ချမှတ်ခဲ့တော့လေ despite ဆိုတဲ့အရာကကျွန်တော်တို့ဒီဒီ contrast ကိုပြောတဲ့နေရာမှာတုံးတယ် although to even though despite in spite of เนาะအဲ့တော့ despite ဆိုတော့ despite to in spite of တွေနောက်မှာကတော့ noun လိုက်တာပေါ့เนาะဒါကြောင့်ဒီ planning ဆိုတဲ့ noun ကိုတွေ့ရမယ်အဲ့တော့စကားလုံးပဲနဲ့လုံးမဲများများပေါ့เนาะရှိသည်ဖြစ်စေဒီ head word ကိုပဲတွားကြည့်ဒီ head word က noun ဆိုရင်ဒါ noun phrase ပဲအဲ့တော့ဒီ careful ကဒီ noun ကိုလာပြီး to view တဲ့ adjective တော့ဒီဒီ dispire နောက်မှာရှိတဲ့ noun ဒီ plan နေမယ်เนาะအဲ့တော့ ကယူဒီဇိုင်းနဲ့ဒီဟိုပါဘောနော်ဒီစီစဉ်ရွေးစက်ခန့်တော်လည်းပဲဒီ experiment ကနော်ကြာရှုံခဲ့တဲ့ဘာကြောင့်လဲဆိုတာကို သူက curious သိလို့စိတ်ပြင်ပြနေတယ်နော် reason ကိုဖော်ပြထားခြင်းဖြစ်ပါတယ် examination ချင်းကြည့်မယ် we are aware of what need to be done next နောက်ထပ်ဘာကိုပြီးအောင်လုပ်ရမလဲဆိုတာကိုငါတို့က aware aware က understand ငါတို့နားလည်သဘောပေါက်တယ်အဲ့တော့ aware ဒီကျွန်တော်တို့ဒီနေရာမှာ agitate ဒီအနောက်မှာရှိတဲ့ noun နဲ့ဆက်ဆက်ပေးတဲ့ဒီ preposition က of เนาะဒါဆိုဒီအနောက်မှာရှိတဲ့ what need to be done ဆိုတဲ့အရာဒီကျွန်တော်တို့တွေဒီ noun ဖြစ်သွားတာပေါ့เนาะအဲ့တော့ what what noun မှာပါကျွန်တော်တို့ပါထည့်လို့ရတယ်လဲပြန်စဉ်းစားကြည့်အရှင်းမှာပြောပြထားတဲ့အတိုင်း we were or what we should need to be done เนาะဒါမျိုးရေးလို့ရတယ်အဲ့ကြမှာ20ကြည့်မယ် they not starting who leak the confidential information confidential ဆိုတာကတော့ show web အဲ့ဒီသတင်းတစ်ချက်လက်ပေါ်တော့ leak ဖြစ်တဲ့ဆိုတာကပေါက်ကြတာယူစိတ်တာတော့ဒီ show web သတင်းပေါက်ကြမှုကနော်အော်သူတို့ဘာသူလဲဆိုတာကို not starting မသေးချာနေဘူးပေါ့နော်သူတို့တိတ်တိတ်ချာချာဘာသူစီကဒီသတင်းထွက်သွားတယ်ဆိုတာကိုမသေးချာနေဘူးနော်ဒါမျိုးပြောချင်းဖြစ်တယ်အဲ့တော့ pattern ၄ခုစလုံးကို exam မှာ၅ချောင်းစီနဲ့ပြောပြသွားတယ်ပေါ့နော် အဲ့တော့ကျမတို့ဒီနေ့ပြောပြသွားတဲ့ EDD complement ကိုပြန်ပြီးတော့ summarize เนาะအနှင်းချုပ်မယ်အဲ့တော့ pattern ၄ခုပြောပြသွားတယ်အဲ့တော့ပထမ pattern number 1က dart plot အဲ့ ဒါကလောက်ကိုတုံရတဲ့ရည်ရွယ်ချက်က reason အကြောင်းပြချက် situation အခြေအနေသို့မဟုတ် fact အချက်အလက်ကိုကျွန်တော်တို့ပြချင်တဲ့အတွက်ကြောင့်သုံးတယ်။ to net infinitive တနည်းအားဖြင့်ဒီ reason or purpose အကြောင်းပြချက်သို့မဟုတ်ရည်ရွယ်ချက်ကိုပြောပြပေးတဲ့ to net baseball pounder တဲ့ phrase ကဒီအကြောင်းပြချက်သို့မဟုတ်ရည်ရွယ်ချက်ကိုပြောတဲ့နေရာမှာဖော်ပြဖို့အတွက်သုံးတယ်။ now prepositional phrase prepositional phrase ကိုတုံရတဲ့ရည်ရွယ်ချက်က adjective နဲ့ noun သို့မဟုတ် pronoun ရဲ့ relation relationship ကို ဖော်ပြဖို့အတွက် သုံးတဲ့ WA clause နော် WA clause လို့ပြောလိုက်တဲ့အတွက်ကြောင့်ဒီ WH question ကဒီအကုန်လုံးပါမယ် relative pronoun နဲ့ပါနိုင်တယ်လို့ဒီ relative adverb တွေလည်းပါတယ်နော်အကုန်လုံးရှိမယ်အဲ့တော့ noun clause adjective clause adverb clause ဒါဒါဒီနေရာမှာသုံးတဲ့အရာတွေအဲ့ဒီအရာတွေကကျမတို့ဒီ uncertainty သေချာမှုမရှိခြင်းကို ဖော်ပြဖို့အတွက်သုံးတယ်နော်အဲ့တော့ဒီနေ့ပြောပြသွားတဲ့သင်ခန်းစာနဲ့ပတ်သက်ပြီးတော့အဆင်ပြေမယ်လို့ယူဆပါတယ်ကျေးဇူးတင်ပါတယ်ရှင်